ဘဝမှာမိကောင်းဆွေကောင်းစွာလိုအပ်တယ်။မိကောင်းဆွေကောင်းမရှိရင်အရာရာမှာကုန်သိခါမရှိဘူး။ငွေဘလောက်ရှိရှိမိကောင်းဆွေကောင်းမရှိဘူးဆိုရင်လူဘဝမှာငုံတိတိဖြစ်တယ် เนาะလုံးนี้ဖြစ်လာကိုမသိတော့ဆွဲတော့မရှိဘူးဆိုအဲ့လိုဖြစ်တာမဟုတ်လောကမှာအေတုပုအမြတ်သွားပဲလာပဲမိကောင်းဆွဲကောင်းဆိုတော့ဟာနံပါတ်6အနေနဲ့လိုအပ်ချက်တစ်ခုဖြစ်တယ်လိုချင်စရာကောင်းတဲ့အရာတစ်ခုဖြစ်တယ်ဟုတ်ပြီမိကောင်းဆွဲကောင်းရှိပြီတဲ့ခါလူဖြစ်လာပြီဆိုလို့ရှိရင်ခေါ်အမေးလိုက်လည်းမသိဘူးဒါမေးလိုက်လည်းမသိဘူးဘဟုတုတမရှိဘူးအကြမ်းမြင်ဘဟုတုတနဲတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းလက်ပိန်တုံးလို့ပြောခံရမှာဖြစ်တယ်ဒါကြောင့် ကနေ့ခင်မှာကိုကိုနှလဘိန်းတုံးမဖြစ်အောင်လူဟာမျက်စိဖွင့်နားဆွန့်ထားတာဖြစ်တယ်။နေစဉ်နဲ့မြသတင်းစာတွေဖတ်ကြရတယ်။နော်သတင်းစာတွေဖတ်တဲ့သတင်းတူသတင်းဟူကြည့်ကြရတယ်။ဘုသူတရားအောင်ရှိဘူးရတယ်။ဘယ်နေရာမှာဘာဖြစ်တယ်ဘယ်နေရာမှာဘာဖြစ်တယ်ဆိုတာသိနေအောင်ဒါတွေနားထောင်နေတာဒါဘဘုသူတလို့ခေါ်တယ်။အဲ့ဒါလို general knowledge သာသာအရာရာ general knowledge ဆိုအရာရာကိုသိတတ်တဲ့အသိပညာတွေရရှိအောင် သင်ယူမှတ်သားကြရတယ်။ထမင်းချက်တာဟင်းချက်တာမုံလုံးထားကအစနော်မလုတ်တတ်ဘူးဆိုတော့မရှိအောင်အလုံးလိမ်မကျွမ်းကျင်မှုဆိုရင်ဘောဓုတ္တရတွေကိုရှာဖွေရှိဖို့ကတော့ဒါလဲလူတွေအတွက်လိုအပ်ချက်